နောက်ဆုံးသတင်းကတော့ကဘာကြီးပူနွေးမှုနဲ့သက်ဆိုင်တဲ့သတင်းပဲဖြစ်ပါတယ်။ကဘာကြီးပူနွေးမှုနဲ့ပတ်သက်ပြီးတော့သိပ္ပံပညာရှင်တွေကဒီကနေ့မှဒီအစီရင်ခံစာတစောင်းကို ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီအစီရင်ခံစာအရလာမယ့်၃နှစ်မှာလူသားတွေထုတ်လုပ်လိုက်တဲ့အာဒီဖလုံအိမ်ဓာတ်ငွေ့ပမာဏဟာများလွန်းတာကြောင့်ကဘာကြီးပူနွေးမှုအတွက်သတ်မှတ်ထားတဲ့နောက်ပြန်လှည့်လို့မရတဲ့အတိုင်းအတာကိုရောက်တော့မှဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကဆိုလိုက်ပါတယ်။အရေးကြီးတဲ့ ရှိကဘာအပူချိန်နဲ့နမိတ်ကို2028ခုနှစ်အစောပိုင်းမှာဖြတ်ကျော်သွားရတော့မယ်လို့အစီရင်ခံစာကခမန်းထားပါတယ်။ဆက်မှုတော်လိုင်းရေးမတိုင်ခင်ကရှိခဲ့တဲ့ကဘာအပူချိန်ထက်ကဘာကြီးပိုပြီးတော့ပူနွေးလာမှု1.5စင်တီဂရိတ်ကိုထိမ့်သိမ်းထားနိုင်စွမ်းရှိတော့မှာမဟုတ်ပဲကဘာလေတူထဲမှာအပူစုပ်ဓာတ်ငွေ့တွေများပြားနေမယ်လို့ဆိုပါတယ်။1.5ဒီဂရီကန့်တတ်မှုဟာအရေးကြီးပြီးအဲ့ဒီထက်ကျော်သွားမယ်ဆိုရင်တော့ပိုပြီးဆိုးရွားတဲ့အပူလာ ိုင်းတွေပြီးတော့မိုးခေါင်နာမျိုးမုန်တိုင်းကြီးတာမျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒါအပြင်ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာကြောင့်ကျွန်းနိုင်ငံတချို့ဟာပြောက်ွယ်သွားနိုင်မယ်လို့ဆိုထားပါတယ်။